မိတ်ဆွေတို့အားလုံးပဲမင်္ဂလာပါ DA7 မြန်မာ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အတွေးလွန်လေသူတရားမထေအောင်ဘလူးချင်းချံရမလဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးခြင်းပါတယ်တခါတလေတင်အိရရဲရောက်နေပြီမဲအိမပြော်တဲ့ညတွေရှိတယ်ဒီနေ့ပြောလိုက်တဲ့ဇာတ်တွေကို နောက်တစ်ချိန်ပြန်တွေးနေတာမျိုးနောက်ပြီးတခခုလုတ်ပြီးတိုင်းဘာမှမလဲဆိုပြီးတွေးမိနေရင်လူကြီးမင်းဟာ အတွေးလွန်ခြင်းဆိုတဲ့စိတ်ပင်ပန်းမှုကိုခံစားနေရပါပြီ။အတွေးလွန်ခြင်းဆိုတာကအဖြစ်မလို့တဲ့အရာတွေကို မလွတ်ဆောင်ရသေးဘဲတွေးနေခြင်းပါ။ပိုပြီးတန်ဖိုးမရှိတဲ့အရာတွေကိုစိတ်ထဲကနေတွေးနေတဲ့အခြေအနေကပေးတတ်ပါတယ်။ဥပမာလူတစ်ယောက်ကတင်းကိုမေခုံးတစ်ခုမေးတဲ့အခါသူဘာအတိတ်ပင်နဲ့ပြောတာလဲဆိုပြီးအတွေးကျက်ပြတ်နေတာမျိုးပေါ့။အဲ့ဒီလိုအတွေးမျိုးတွေကတင်းစိတ်ကိုပင်ပန်းစေပြီးအိတ်ဆက်အနာယူမှုကိုတောင် ဖြက်စီးစေနိုင်ပါတယ်။အတွေးလွန်ခြင်းကစိတ်ကြယောဂါညီညွတ်မှုအိမ်မပျော်ခြင်းကိုယ့်ကိုယ်ယုံကြည်မှုနေခြင်းစတာတွေကို ဖြစ်စေတတ်ပါတယ်။ဥပမာတစ်ခုပြောပြရရင်တင်းမှလှုပ်ချင်တဲ့အလုပ်တစ်ခုရှိတယ်။ဒါပေမဲ့တင်းကမအောင်မြင်ရင်ဘလို့လုံးမလဲတခြားသူတွေငောက်ကိုဘလို့မြင်မလဲငါလုံးနိုင်ပါမလားလို့တွေးနေတာနဲ့တနည်းလုံးကမစတင်ဖြစ်သေးဘူး။နောက်ဆုံးမှာတော့တယောက်ယောက်လှုပ်သွားပြီးအောင်မြင်သွားတဲ့အခါ သူလုတ်တာကိုကြည့်ပြီးငါလည်းလုံနိုင်လုံမှာပဲလို့တွေးလဲမိရင်အဲ့ဒါကအတွေးလွန်ခြင်းရဲ့အဖြစ်တက်တစ်ခုဖြစ်တယ်။ဒါကြောင့်အတွေးလွန်ခြင်းကိုကြော်ဖြတ်ဖို့နည်းလမ်းတွေကို ပြောပြပေးပါမယ်။နံပါတ်၁စိတ်ထဲမှာတွေးနေတဲ့အရာတွေကိုခြားရေးပါစိတ်ထဲမှာပဲတွေးမနေပါနဲ့။စာရွက်ပေါ်မှာဘာကိုစိုးရိမ်နေတာလဲ။ဘာကြောင့်လဲဆိုတာရေးပါ။တိစိတ်ထဲကအတွေးတွေရှင်းသွားတတ်ပါတယ်။နံပါတ်၂အချိန်တတ်မှတ်ပြီးတွေးပါ။ ်တင့်အတွေးတွေကိုတားဆီးဖို့တော့မလွယ်ကူပါဘူး။ဒါကြောင့်တရက်ကို15မိနစ်လောက်အချိန်သတ်မှတ်ပြီးတွေးပါ။ပြီးရင်အတွေးတွေကိုရက်တန့်လိုက်ပါ။နံပါတ်3လက်တွေ့လှုပ်ဆောင်ပါ။အတွေးလွန်ကြီးဆိုတာတွေးပြီးမှမလှုပ်ဆောင်တာပါ။လှုပ်လိုက်တဲ့အခါမှာမျောလင်းတာထပ်ပိုကောင်းသွားပါလေ။တင့်ခန္ဓာကိုယ်နဲ့စိတ်ကိုတပြိုင်တည်းလှုပ်ဆောင်ပါ။နံပါတ်4အတိတ်နဲ့အနာဂတ်ကိုမတွေးပါနဲ့။အတွေးလွန်တဲ့သူအများဆုံးက အတိတ်ကအမားကိုတွေးနေတတ်ပါတယ်။ အနာဂတ်ကိုစိုးရိမ်နေကြပါတယ်။ဒါကြောင့်ပစ္စုပန်ကိုပဲအာရုံစိုက်ပါ။ပစ္စုပန်ကတဲ့တအဓိကနေဖြစ်ပါတယ်။နံပါတ်5ယုံကြည်မှုကိုပြန်တည်ဆောက်ပါ။အတွေးလွန်ခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကကိုယ့်ကိုယ်ကိုမယုံကြည်တာပါ။တဲ့အတွေးလီကိုမရတတ်နိုင်ရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုပျောက်ကွယ်သွားနိုင်ပါတယ်။တတိထားပါ အတွေးအမိတွေကတင်းဘဝကိုဖန်တီးပေးပါတယ်အတွေးလွန်ခြင်းကတင်းဘဝကိုမကယ်တင်ပေးနိုင်ပါဘူး လှုပ်ဆောင်ခြင်းကတာသင်ဘဝကိုအပြောင်းအလဲဖြစ်စေပါတယ်။ဒါကြောင့်ဒီနေ့ကစသည်အရင်ဆုံးမသွေးပဲစလုပ်ကြည့်လိုက်ပါ။လူကြီးမင်းတို့အမြင်ကိုလည်း comment မှာပြန်လည်မျှဝေပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်။